နေရာတိုင်းမှာကုသိုလ်ရှိတယ်။ချိန်တိုင်းမှာကုသိုလ်ရှိတယ်။လူတိုင်းမှာကုသိုလ်ရှိတယ်။စိတ်ထားလေးပဲပြင်ရမယ်။ကုသိုလ်ဆိုတာကနေရာတိုင်းမှာရှိတယ်ယူတတ်ဖို့ပဲလိုတယ်။ထို့အတူပဲအကုသိုလ်ဆိုတာလည်းပဲနေရာတိုင်းမှာရှိတယ်ရှောင်တတ်ဖို့ပဲလိုတယ်။နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုကယူတတ်ရင် နေရာတိုင်းမှာကုသိုလ်ရတယ် နေရာတိုင်းမှာအကုသိုလ်ရှိတယ်။ရှောင်တတ်ရင်အဲ့ဒါအကုသိုလ်ကမဖြစ်ဘူး။အော်ကုသိုလ်လုပ်ရင်လည်းအကုသိုလ်ဖြစ်နေတာလည်းအများကြီး။အကုသိုလ်တွေကြားထဲမှာလည်းကုသိုလ်ရအောင်နေနိုင်တဲ့သူတွေအများကြီးဆိုတော့အဓိကလူတယောက်ရဲ့ခံယူချက်စိတ်ထားပဲ။စိတ်ထားပဲ။ဆိုတော့ဘယ်နေရာမှာပဲသွားသွားဘယ်သူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နှလုံးသွင်းမှန်ကန်မှုဒီကုသိုလ်ဖြစ်ဖို့အကြောင်းတရားပဲ။အဲရောက်စားပြီးမှာက သပ္ပရိတုပါနေတယယောနိတောမနတိကာရပတိရူပဒေတာဝါဒတထမသဝနာဆိုပြီးတော့ကုသိုလ်ဖြစ်ကြောင်းတရား၄ပါကုသိုလ်ဖြစ်စရာအကြောင်းတရားကသပ္ပရိတုပါနေတယသူတော်ကောင်းကိုအမိပြုရရင်လည်းပဲကုသိုလ်စိတ်ဖြစ်လေတဲ့တထမသဝနာသူတော်ကောင်းတရားကိုကြားနာနိုင်တဲ့စွမ်းအားရှိရင်လည်းပဲကုသိုလ်ဖြစ်လေတဲ့ပတိရူပဒေတာဝါဒသင်လျော်လှောက်ပတ်တဲ့နေရာမှာနေရတာလေကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲတဲ့ ယောနိသောမနတိခါရနှလုံးသွင်းမှန်တာလည်းပဲကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲအရေးကြီးဆုံးအယောနိသောမနတိခါရပဲကုသိုလ်ဖြစ်အောင်တွေးတက်တဲ့စိတ်ကလေးရှိရင်ကုသိုလ်ဖြစ်တယ်တဲ့အယောနိသောမနတိခါရအတွေးမှားတာနဲ့အကုသိုလ်ဖြစ်အောင်တွေးလိုက်တာနဲ့အကုသိုလ်ဖြစ်သွားတာပဲဆိုတော့ဘယ်နေရာမှာပဲနေနေဘယ်သူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယောနိသောမနတိခါရကုသိုလ်ဖြစ်အောင်တွေးတက်တဲ့စိတ်ကလေးကကုသိုလ်ဖြစ်တာပဲ။ မတွေးတတ်တော့တရားနိုင်ရင်နဲ့ဟိုဘုန်းကြီးကလည်းတရားရှိလိုက်တာအဲ့ဒါကတရားနိုင်ရင်နဲ့သူကအကုသိုလ်ဖြစ်သွားတာ။အော်တခါတခါကျတော့အိုးအကုသိုလ်အလုပ်တွေနဲ့လုပ်နေရပြီမဲ့။ဟိုစိတ်မပါပဲနဲ့ကောင်းတဲ့အာယုံလေးတွေကုသိုလ်လေးတွေအာယုံပြုတ်ပြီးတော့အကုသိုလ်လုပ်ဖြစ်သွားတဲ့လူတယောက်ကြတော့လုပ်တော့တဲ့အကုသိုလ်ပဲနေရတော့အကုသိုလ်ဝိညာဉ်မှာနေရတာပဲ။ဒါစိတ်ထားလေးကကုသိုလ်စိတ်လေးတွေလွှမ်းမိုးနေတော့သူကအကုသိုလ်တွေကြားမှာပဲကုသိုလ်တွေဖြစ်နေတာ။ဆိုတော့နေရကအရေးမကြီးဘူး။ ချင်းရအေးမကြီးလူရအေးမကြီးဘူးကုသိုလ်ဖြစ်အောင်နေတတ်ဖို့ပဲစိတ်ထားလေးနှလုံးသွင်းလေးမှန်ကန်ဖို့ပဲအဲ့ဒါကအဓိကကြတာအဓိကကြတာနောက်တစ်ချက်လို့ဘသူနဲ့တွဲနေရလို့အာဟုသူဖြစ်တယ်ဘယ်နေရာမှာနေရလို့အာဟုသူဖြစ်တယ်ဟိုကိုယ့်အချိန်နဲ့မကိုက်လို့အာဟုသူဖြစ်တယ်ဆိုတာတည်းဆိုင်ရင်ဘသူနဲ့ပဲတွဲတွဲပါဘယ်နေရာမှာပဲနေနေပါနော်ဘသူဘယ်အချိန်ပဲဖြစ်ဖြစ်ပါကုသိုလ်ဆိုတာက ်ယူတတ်ရင်နေရာတိုင်းမှာကုသိုလ်ရှိပါတယ်လူတိုင်းမှာကုသိုလ်ရှိပါအချိန်တိုင်းမှာကုသိုလ်ရှိပါတယ်ဒီကတော့ကိုယ့်ရဲ့ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်တဲ့ယောနိတော်မနတိကာရစိတ်ကလေးကအရေးကြီးတာပါပဲတခုတော့ရှိတာပေါ့သူကခံယူတတ်တဲ့စိတ်ထားမရှိရင်တော့ဘယ်နေရာမှာပဲနေနေအကုသိုလ်ကတော့ဖြစ်နေမှာပဲအကုသိုလ်ကဖြစ်နေမှာပဲအဲတခါခါကျတော့လူတွေမှာချိန်တိုင်းနေရာတိုင်းမှာကုသိုလ်ရှိတယ်အကုသိုလ်ရှိတယ်ဆိုပေမဲ့ကိုယ့်ရဲ့အကုသိုလ်က အတိတ်ကပါလိုက်အကုသူတွေရဲ့မသိမှုအဝိဇ္ဇာအာကြီးတဲ့သူတွေကြတော့ဘယ်နေရာမှာပဲနေနေကုသိုလ်ရဖို့မလွယ်ဘူးတချို့ကုသိုလ်ကုသိုလ်မှမသိတာအကုသိုလ်အကုသိုလ်မှမသိတဲ့မောဟအာကြီးတဲ့သူတွေလည်းရှိတယ်အဲမသိတကမသိတဲမှာအဲဒီကုသိုလ်နဲ့အကုသိုလ်မသိတာအဆိုးဆုံးပဲတဲ့မသိတာ အဆိုးဆုံးပဲလူတွေမှာတခါတခါလူလောကဥပဒေရှိတယ်မကောင်းတဲ့အကုသိုလ်အလုပ်တစ်ခုကို အကုသိုလ်အလုပ်တစ်ခုကိုမဟုတ်တဲ့အလုပ်တစ်ခုတိပြီးလုပ်တဲ့သူနဲ့မတိပဲလုပ်တဲ့သူဘယ်သူကပိုအပြစ်ကြီးလဲလောကအကြောင်းရအမှန်ပစ္စည်းခိုးလိုက်တယ်မဟုတ်တာလုပ်လိုက်တဲ့ပုံကိုတယောက်ကမတိလို့ခိုးမိတာမတိလို့သူတစ်ပါးကိုတတ်မိတာမတိလို့လုပ်တဲ့အကုသိုလ်နဲ့တိပြီးလုပ်တဲ့လုပ်တဲ့အကုသိုလ်ဘယ်အကုသိုလ်အပြစ်ကြီးလဲဆိုမေးတာရှိတယ်တော်တော်များများကတော့လူတော်များများအိုးတိပြီးလုပ်တာပို့ပြီးတော့အပြစ်ကြီးတာပေါ့တိပြီးတော့လုပ်တော့လုပ်တာပို့ပြီးတော့အပြစ်ဒဏ်ရောက်တာပေါ့ဟုတ်တယ် လောကဥပမာတိုင်းပြည်တစ်ခုမှလည်းဒီလိုပဲအဲအပြစ်တစ်ခုကိုကျူးလွန်တယ်တိတိကြီးနဲ့တမင်းကကျူးလွန်အပြစ်ကပိုကြီးတယ်ရဲ့မတိပဲနဲ့ယုတ်တည့်ကျူးလွန်မိတာကအပြစ်ကပေါ့တယ်လောကဥပဒေတွေမှာဒါပေမဲ့ဗုဒ္ဓအပိဓမ္မာသဘောရကြတော့အာဟုတုတစ်ခုကိုမကောင်းတာတစ်ခုကိုတိပြီးလှုပ်တာနဲ့မတိပဲလှုပ်တာကားတဲ့မတိပဲလှုပ်တာပိုပြီးအပြစ်ကြီးတယ် ာဟုတ်ပါမလားဥပမာလေးပေးတယ်စာပေမှာဥပမာဘလို့ပေးလဲဆိုတော့မိကြီးကဲတစ်ခုမိမိကြီးကဲကိုတဲ့အရန်ပူချင်းနဲ့ပြဖုံးထားတဲ့မိကြီးကဲကိုမိကြီးကန်းကိုမိကြီးကဲမှမသိပဲကင်တဲ့လူနဲ့မိကြီးကဲကိုမိကြီးကဲမှသိပြီးတော့ကင်တဲ့သူဘသူကပို့ပြီးတော့ပူလဲဆိုတာဥပမာပေးတယ် ဩမိခဲကိုမိခဲမှမသိပဲခိုင်းနေသူကမသိတဲ့အတွက်ကြောင့်အာရပါရစုပ်ခိုင်းနေတော့သူမှပို့ပြီးတော့ပူလောင်ခိုင်းရတယ်မိခဲကိုမိခဲမှသိပြီးတော့ခိုင်းနေလူကတော့တတ်တာအောင်မိညက်လေးတွေနဲ့သူအပူတတ်တာအောင်ခိုင်းနေအတွက်ကြောင့်သူကသိပြီးတော့ခိုင်းနေလူမှအဲအပူတတ်တာတဲ့ဗီဒီမာရှုတော်ရင်အဲ့လိုပဲအာကုသူမှလည်းပဲတဲ့သိပြီးတော့လှုပ်တဲ့အာကုသူမသိပဲလှုပ်တဲ့အာကုသူကသိပြီးတော့လှုပ်တဲ့မသိပဲလှုပ်တဲ့အာကုသူကပို့အပြစ်ကြီးတယ် မသိတာကိုကအပြစ်ကြီးနေတာတဲ့။ဩကုသိုလ်ကုသိုလ်မှန်းမသိတာအကုသိုလ်အကုသိုလ်မှန်းမသိတာကိုကအဲ့ဒါတတော်ကိုအပြစ်ကြီးနေတာမောဟလို့ကို။ရမလို့ဘဝမှာအဲ့ဒီအဝိဇ္ဇာဖုံးပြီးတော့ကုသိုလ်အကုသိုလ်သိနိုင်တဲ့စွမ်းအားမရှိတဲ့လူတယောက်ကတော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ဘလူနဲ့ပဲပေါင်းပေါင်းဘလောက်ပဲဘလူနေရာမျိုးပါပဲနေနေဘလူနေရာမျိုးပါပဲနေနေဘလူအချိန်မျိုးပဲဖြစ်ဖြစ်ကုသိုလ်ကိုကုသိုလ်လို့သိနိုင်တဲ့စွမ်းအားမရှိတဲ့သူ နော်အာကုသိုလ်နဲ့ကုသိုလ်မကွဲတဲ့အဝိဇ္ဇာအားကြီးတဲ့လူကြတော့သူတို့ကဘလို့ပဲနေနေဘလို့အချိန်ပဲဖြစ်ဖြစ်သူတို့ကကုသိုလ်ဖြစ်ဖို့မလွယ်ဘူးဆိုတော့တာမန်လူတွေအတွက်ကတော့တာမန်လူတွေအတွက်ကတော့စိတ်ထားလေးသာ ပြင်တတ်မယ်ဆိုရင်ကုသိုလ်ဖြစ်เสียရအကြောင်းတွေအများကြီးရှိပါတယ်အထူးသဖြင့်ဗုဒ္ဓဆာပေအလိုရတော့နှလုံးသွင်းမှန်ကန်တဲ့သူရယ်သူတော်ကောင်းတရားကိုနားထောင်ခွင့်ရှိတဲ့လူရယ်သူတော်ကောင်းကိုအမိပြုရတဲ့လူနေရယ် တင့်တင့်တဲ့အတွက်လျှောက်ပတ်တဲ့နေရာမှာနေရတဲ့လူတွေဟာတဲ့ကုသိုလ်ဖြစ်ကြောင်းတရားတွေပိုင်ဆိုင်နေတဲ့သူတွေပဲဖြစ်တယ်လို့စပြီးမှဆိုထားတာရှိတယ်